ီနေ့မှာကျွန်တော်ဒီမှာ stadium georgia မှာရှိတဲ့အိမ်တလုံးကိုကျွန်တော်လာပြတာဖြစ်ပါတယ်ဒီအိမ်က2022မှာစောက်ထားတဲ့အိမ်ဖြစ်တယ်4 bedroom 3 bedroom ဖြစ်ပါတယ်အခုကျွန်တော်တို့ဒီရောက်နေတာနည်းနည်းတော့မောင်းနေပြီဆိုတော့သူ့ရဲ့ရက်ွက်တွေသူ့ရမလားတော့မသိဘူးကဲလိုက်ရိုက်ကြည့်ပါဦးဒီအိမ်ရဲ့ထူးခြားချက်က ကျွန်တော်တို့ဒီလမ်းကနေကျွန်တော်ဝင်ဝင်လာတဲ့ခါကျရင်လမ်းနာပဲဖြစ်တယ်နော်ဆိုတော့ရှာရတာလည်းအင်မတန်မှလွယ်ကူပါတယ်ဒီရင်ရဲ့လိပ်စာကတော့341 Graham Campbell Lane Stadium Georgia မှာရှိတဲ့အိမ်လေးဖြစ်ပါတယ်ဒီရင်က2022ခုနှစ်မှာစောက်ထားတဲ့အိမ်ဖြစ်ပါတယ်ကျွန်တော်တို့အိမ်ထဲဝင်လိုက်တာနဲ့အိမ်အစ်စ်ရဲ့အနံ့ကအခုထိရှိသေးတယ်ဒီရင်ကစုံသွေးနှစ်ယောက်ပဲနေထိုင်တဲ့အိမ်ဖြစ်ပြီးတော့ကလေးတွေပါလည်းမရှိဘူးအိမ်ကတန်တန်ပြန့်ပြန့်ဖြစ်တယ်ကျွန်တော်အခုအိမ်ထဲကိုကျွန်တော်လိုက်ပြပေးပါမယ်ကျွန်တော်နဲ့သူလိုက်ကြည့်ကြပါ အခုကျွန်တော်တို့ဒီလိုဝင်လာနေဒီမှာကအခန်းတစ်ခန်းရှိတယ်ဒီအခန်းကိုကျွန်တော်တို့ office လုပ်လုပ်လို့ရတယ်ပြီးတော့ဒီမှာဒါကို guest room နေနဲ့လည်းကျွန်တော်တို့သုံးလို့ရပါတယ်ပြီးတော့ဒီမှာ bedroom box ရှိမယ်ဒါက hallway ဖြစ်တယ်เนาะဒါဒီ hallway ဒီတကောက်ကျွန်တော်တို့ဖွင့်မယ်ဆိုရင်ဒီမှာ PC ူလောင်ခန်းတစ်ခန်းရှိတယ်ဒီမှာပစ္စည်းတွေတူလောင်လို့ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ညာဘက်မှာဒီဘက်မှာကြတော့ဒီမှာအင်တာရှိမယ်ဒီမှာလက်ဆေးကန်ရှိမယ်လက်ဆေးတဲ့နေရာဒီမှာမန်တစ်ခုရှိမယ်ဒါက living room ဖြစ်ပါတယ်เนาะဒီမှာ living room living room ကဒီမှာ kitchen နဲ့ဆက်ထားတယ်ဟိုမှာ kitchen ဟိုမှာရေခဲတပ်သားရှိမယ်ဟိုမှာ microwave ရှိမယ်ဒီမှာ gas မီဘူးเนาะ gas stove ဖြစ်တယ်ဒါမှပစ္စည်းထားလို့ရတဲ့နေရာဖြစ်တယ်။โอเคပြီးတော့ဒီမှာရေဒီမှာရပါအောင်။ဒါ utility room မြို့မှာပစ္စည်းပါထားလို့ရတယ်နော်။ ကဲဟုတ်ပြီဒီတစ်ခေါက်ကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်ဒါ garage โอเค garage ကိုရလိုက်ပါအောင်ဒါ garage เนาะကားနှစ်စီးကောင်းကောင်းထိုးလို့ရတယ်ပြီးတော့အရှိ driveway နဲ့ဆက်ထားတာဆိုတော့အဲ့အရှိ driveway မှာလည်းကားနှစ်စီးကောင်းကောင်းထိုးလို့ရတယ်ပြီးတော့ဘေးနားမှာကားနှစ်စီးသုံးစီးလောက်ထပ်ထိုးလို့ရတယ်ပေါ့เนาะဆိုတော့ဒီအိမ်ကကား6စီး9စီးလောက် AC ထိုးလို့ရတာပေါ့เนาะ မကြည့်ပါဦးဘက်ကပြီးတော့ဟိုမှာရိုက်ဟိုမှာ HVAC ရှိမယ်ပြီးတော့ဒီမှာရေပေးရေလောင်းလို့ရတယ်โอเคဒီမှာဘက်ကဒီဘက်ကိုလည်းရိုက်ပါဦးအဲဘက်ကပြီးတော့ဟိုမှာကြည့်ဒါအိမ်နောက်ပေးเนาะဒါဘက်ကဒါ porch ဖြစ်တယ်เนาะဘက်က porch ဒါမကြည့် porch ကအပေါ်ဘက်ရိုက်ပါဦးဟိုပြီးဒီမှာမီးလေးနေเนาะဒီမှာညနေပိုင်းတော့ညပိုင်းနေမှာဒီမှာ AC စနေယူလို့ရတယ်เนาะ ကဲဒါ imported တဲ့လေကားဖြစ်တယ်နော်ဒီမှာကဲလာဒီလေကားမှာကျွန်တော်တက်မယ်လေကားလည်းနော်တခါတည်းအရှိမဟုတ်ပဲနဲ့လေကားကိုနှစ်ခုခွဲထားတယ်သူတို့နော်ဒီမှာမော်တယ်ဆိုဒီမှာရပ်လို့ရတယ်ပြီးတော့ပြန်တက်မယ်ဒါလေကားနောက်တစ်ခုဒီမှာနောက်မှာတက်မယ်လေကားကဲဟုတ်ပြီခမရိုက်လိုက်ပါအောင်လေကားပေါ်မှာဒီမှာမန်လေးရှိတယ်မီလေးလည်းရှိတယ်ကဲဟုတ်ပြီ ားရတယ်နော်သူ့ရဲ့ design လေးအရင်လာတယ်နော်ကဲဟိုဒါသူ့ရဲ့ master bedroom ဖြစ်တယ် master bedroom နော်အကျယ်ပဲနော် ceiling လေးရလဲနော်သူက design ကိုမှကောင်းကောင်းလေးလုပ်ထားတယ်ပြီးတော့ဒီ master bedroom မှာဒီမှာ window နှစ်ခုရှိမယ်နော်ဒီ window ကိုကျွန်တော်ဖွင့်မယ်ဆိုရင်နေခင်းဘက်မှာအလင်းရောင်ကောင်းကောင်းရမယ်ပြီးတော့ဒီမှာ bathroom ရှိမယ်ဒီမှာ bathroom ဒီမှာ shower room နော်တကားတွေလည်းအကောင်းစားတွေဒီမှာမန်နဲ့နော်ဒါ closet closet ကကျဲပဲ နော်ယောက်ျားမိန်းမကလို့စကောင်းကောင်းတုံးလို့ရတယ်ပြီးတော့တာမဆာဘယ်ရူမ်ရဲ့ဒါအိမ်သာနော်အိမ်သာဖြစ်တယ်နော်အိမ်သာနဲ့ရေချိုးခန်းနဲ့တတ်တဆီခွဲထားတယ်နော်ဒါအိမ်သာတကားလည်းတတ်တနော်ကြဟုတ်ပြီကြဒါမဆာဘယ်ရူမ်360နဲ့တစ်ချက်လောက်ရိုက်ပါအောင်360နဲ့ဟုတ်ပြီကြဟုတ်ပြီကျွန်တော်မဆာဘယ်ရူမ်ကနေထွက်မယ် မာစတာဘယ်ရွန်ရှေ့အခန်းကဲဒီမှာကြည့်အကျဲကြီးပဲဒီမှာဝင်းဒိုးအကြီးကြီးတစ်ခုရှိတယ်ပြီးတော့ဒီဘယ်ဘက်ချမ်းမှာဒါသူ့ရဲ့ closet ဖြစ်တယ်เนาะဒီမှာ closet ဒီမှာဝတ်စားကောင်းကောင်းထားလို့ရတယ် ဆက်သွားမယ်ကျွန်တော်ဆက်သွားမယ်ဆိုရင်ခုနကျွန်တော်တက်လာတာလေကားဒီမှာဒီမှာဒီလေကားရှေ့တက်တဲ့ master bedroom ကနေထွက်လာရင်ညာဘက်မှာဒီမှာက laundry room ရှိတယ်ကြည့်ပါဦး laundry room လည်းအကျဲကြီးပဲနော်ကြည့်ဟုတ်ပြီ laundry room ရဲ့ဆောင်းထိုးမှာအခန်းတစ်ခန်းပြန်ရှိတယ်နော်ဒီအခန်းကိုလက်ရှိအိမ်ရှင်က office အနေနဲ့သုံးတာဒါကဒီမှာ print box ရှိမယ်ဒီအိမ်ရဲ့ back yard ကိုကျွန်တော်တွေ့ရမယ်ပြီးတော့ဒီမှာသူ့ရဲ့ closets နော်ဒီမှာဓာတ်သူ့ရဲ့ closets နော် တတရရပဲဖြစ်တယ်။ကဲဟုတ်ပြီ။ဒီအခန်းနဲ့ဆိုရင်၃ခန်းရှိပြီနော်။ဟုတ်ပြီ။ဒါဆိုရင်ဒီခန်းရဲ့ရှေ့တက်တက်မှာဒီမှာဆက်တွေပေါ့နော်။ဒီမှာဒါဆက်တွေဆက်တွေအတိပဲနော်။ကဲဟုတ်ပြီ။ကျွန်တော်တို့ဒီမှာသွားရင်ဒီမှာအခန်းတစ်ခန်းရှိပါတယ်။ဒီမှာနောက်ထပ်အခန်းတစ်ခန်းရှိပါတယ်။နော်။ဒီအခန်းနေလဲကြည့်အောင်အကျယ်ကြီးတွေပဲနော်။ဒီအခန်းနဲ့ဆို၄ခန်းရှိပြီနော်။ကဲဟုတ်ပြီ။ဒါကဒီအခန်းရဲ့ closet ဖြစ်တယ်နော်။ဒီအခန်းရဲ့ closet ဖြစ်တယ်။ 음ကဲဟုတ်ပြီကျွန်တော်ဆက်သွားမယ်ဒီခန်းကနေကျွန်တော်ထွက်ပြီးဒီမှာညာဘက်ဆိုရင်ဒီညာဘက်မှာဒီမှာပတ်သက်နေဒီမှာအင်တာရှိမယ်ဒီခန်းက utility room ဖြစ်တယ်ဒီမှာဝတ်စားတွေလက်ထားလို့ရတယ်ပစ္စည်းတွေထားလို့ရပါတယ်ဒီင်းကကျွန်တော်ရဲ့ one of my listing ဖြစ်တယ်ဆိုတော့ဒီင်းကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ဒီင်းရဲ့ရောင်းစေးကတော့ဒေါ်လာ336000နဲ့ရောင်းနေတာဖြစ်ပါတယ် ဒီရင်ကစောက်ထားတာ2022မှာစောက်ထားတယ်အခုထိအိမ်အတင်းနာကမပြောက်သေးဘူးပြီးတော့ဒီမှာနေထိုင်နေတဲ့သူတွေကစုံသွေးနှစ်ယောက်ပဲဖြစ်တယ်ဆိုတော့အိမ်ကလည်းတန်တန်ပြတ်ပြတ်ပဲဖြစ်တယ်ပြုတ်ပြင်စရာတခုမှမရှိပါဘူးအိမ်ကအစ်စ်ကြီးတိုင်းပဲရှိနေပါသေးတယ်ဒီရင်ကိုစိတ်ဝင်စားတယ်ဒီရင်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်ကိုဆက်သွင်းနိုင်ပါတယ်ကျွန်တော်က listing agent ဖြစ်တဲ့အပြင်ဒီရင်ကဒီရင်ကိုဝယ်ချင်တယ်ဆိုရင်လည်း င့်အေဂျင့်အနေနဲ့လည်းကျွန်တော်ကအစအဆုံးကူညီပေးလို့ရပါတယ်။ဒင်ကအိမ်အတ္တကြီးလို့ကျွန်တော်ပြောခဲ့သလိုပဲစိတ်ဝင်စားတဲ့လူအများများပါတယ်။ဆိုတော့ဒင်ကဒင်ကိုစိတ်ဝင်စားတယ်၊ကြိုက်နေတဲ့ဆိုရင်ကျွန်တော်ကို အများဆုံးဆက်သွယ်ပါ။ဒင်ကဒီဂျော်ဂျာပြည်နယ်ရဲ့ဘယ်နေရာမှာပဲနေနေအိမ်ရောက်ချင်းနဲ့အိမ်ဝင်ချင်းနဲ့ဆိုရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်။ကျွန်တော်ကလာပြီးတော့လာကူညီပေးမှာဖြစ်ပါတယ်။ကျွန်တော်ကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကတော့678 414 4210ဖြစ်ပါတယ်။ အဲ့ဒါကကျွန်တော်ရဲ့ cell phone number ဖြစ်ပါတယ်ကျွန်တော်ရုံးဖုန်းနံပါတ်နဲ့လည်းကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်ရုံးဖုန်းနံပါတ်က7705594978ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ page ရဲ့ check box ကနေလာပြီးတော့လည်းကျွန်တော်တို့ဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ဒီ page ရဲ့ check box ကိုလည်းကျွန်တော်တို့အများအားစစ်စေးပါတယ်အများတန်းကြည့်ဖြစ်ပါတယ်ဆိုတော့ဒီ check box ကနေလဲကျွန်တော်တို့ကိုဆက်သွယ်လို့ရတယ်ဆိုတော့အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ page ကို like and share follow လေးလုပ်ထားကြပါနောက်ဆုံးလဲကျွန်တော်တို့ ဒီလို realistic listing အစ်တည်းရှိတဲ့ခါကျရင်လည်းကျွန်တော်တို့ဒီ page ကနေကျွန်တော်တို့ကတင်ပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ home showing မြောက်များဆိုရင်လည်းကျွန်တော်တို့ဒီ page ကနေတင်ပေးသွားမှာဖြစ်ပါတယ်။ဒါတင်မကဘဲနဲ့ကျွန်တော်တို့ real estate နဲ့ပတ်သက်တဲ့ knowledge အကြောင်းတွေကိုလည်းကျွန်တော်တို့အများကြီးဒီ page ကနေကျွန်တော်တို့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီ video ကိုအစဆုံးကြည့်ပေးလို့အရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အားလုံးနောက်ပြီးတော့မှပြန်တွေ့ကြမယ်။အားလုံးပဲကျမ်းမှချမ်းသာကြပါစေ။အားလုံးပဲကောင်းသောနေ့လေးပတ်စံကြပါစေ။ thank you